ကိုပိုင်ရုပ်အနေနဲ့ပေါ့နော်ကိုပိုင်ရုပ်ထုအနေနဲ့ပရမအဆုံးထုတ်ရောင်းတာပေါ့နော်ထုတ်ရောင်းတယ်လို့ပဲပြောရမှာပေါ့ကိုပိုင်ရုပ်အနေနဲ့ပေါ့အထက်မဟုတ်ပဲနဲ့ပရမအဆုံးအနေနဲ့ကိုကို creative နဲ့ကိုပြန်ပြောင်းထုတ်ရောင်းဖြစ်တာကိုငက်ကိုထိုးရင်တဲ့ရုပ်ပေါ့သူ့ရုပ်ကိုပရမအောင်စားလို့ဖြစ်တယ်ရုပ်က20ပေါ့နော်မိသားစုခွင့်ပြုချက်တောင်းထားတယ်တောင်းပြီးတော့မှရောင်းဖြစ်တာအဲဘန်ကိုရောပါလို့ဆိုလို့ရှိရင်ကျွန်တော်ဖန်ပြီးဖြစ်တယ်ဘန်ကိုရုပ်ဆိုကျွန်တော်ဖန်ပြီးဖြစ်လိုက်တယ်အဲဘန်ကိုဆိုလည်းကျွန်တော်ချက်တယ် နောက်ဆုံးသူသူ့ရဲ့နောက်ဆုံးသိရမလားအသက်မရှိတော့တဲ့အချိန်အဲ့ကြမှာလားသူ့ရဲ့တမန်ရဲ့ပြည့်စုံတာအဲ့တော့ကျွန်တော်တို့ကဒီဘုံလူတွေထုတ်ထွက်မှာဆိုလို့ရှိရင်နောက်ဆုံးအထုပတိနဲ့ပတ်သက်တဲ့ပုံလူတွေပေါ့နော်ထုတ်ထွက်မှာဆိုလို့ရှိရင်ဒီဒါဆိုသူ့ရဲ့တမန်ပြည့်စုံသွားဟာကမရှိတော့ဘူးသူကလူကောင်းလားလူဆိုးလားဆိုတော့တခါလေကျွန်တော်တို့ကမြင်မြင်ခဲ့ရပြီးသွားပြီအဲ့သူ့မှာတမန်ရှိအဲ့တော့အဲ့လိုရုပ်တွေဖန်တီးရတာကျွန်တော်တို့ကပို့ပြီးတော့လွတ်လပ်တယ်ပိုကောင်းတယ်အမှားမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့တချို့ချစ်တဲ့သူတွေရှိတယ်ကျွန်တော်လှုပ်ချင်တဲ့သူတွေရှိတယ်ဒါပေမဲ့ အဲသူတို့ရဲ့ဘယ်လိုပြောမလဲအထုပရိယမပြည့်စုံသေးတဲ့အတွက်ကြောင့်ကျွန်တော်စောင့်နေတယ်ပေါ့နော်အဲတော့ပါပဲအဲ့လိုပြောတာတော့မကောင်းဘူးပေါ့နော်